အပိုင်း1083ရဲ့အဆောင်မှာတော့ဂိုက်တိုကလူဖီကိုကြိလိုက်ပြီးမင်းကဘာလုပ်လဲလို့မေးလိုက်ပါတယ်။ဒါကိုကြားတော့လူဖီကသူကဂိုက်တိုရို့ကိုကြော်ပြီးပိုကောင်းတဲ့ပင်လယ်ဓားမြဘီရင်ဖြစ်လာမယ်သူပဲလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဂိုက်တိုကလူဖီကိုပင်လယ်ဓားမြဘီရင်ဟောက်လာလို့မေးလိုက်ပြီးဒီလိုယူမိုက်တာတွေကိုပြောနေတော့မယ်ဆိုရင်တော့မင်းကတကယ်ကိုလူဖီပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ဂိုက်တိုကလူဖီကိုမင်းရဲ့ဝိညာဉ်နဲ့စိတ်ကဖမ်းထားတာကြောင့်မင်းရဲ့စွမ်းအားကနိုးထလာခဲ့တာပဲလို့ပြောလိုက်ပြီးဂိုက်တိုကလူဖီကိုဒါကဘလောက်တောင်ရည်စရာကောင်းလဲလို့ပြောနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့လူဖီရဲ့စွမ်းကတကယ်ကိုဟာသားတစ်ခုလိုဖြစ်နေခဲ့လို့ပါ။ ဒါပြင်သူကလူဖီရဲ့လက်ထဲမှာကလေးတယောက်လိုဝေယမ်းခံရပြီးအယုဒ္ဓယုလိုကင်ပေါက်တာကိုလည်းခံလိုက်ရပါတယ်။ပြီးခဲ့တဲ့အချိန်အတွင်းလူဖီကသူ့ကိုတိုက်ခိုက်ခဲ့သမျှတွေကကြက်ကချော်တွေကြီးပဲဖြစ်နေပါတယ်။အဲဒီနောက်မှာတော့ကိုင်တူကလူဖီကိုကြိလိုက်ပြီးသူ့မှာအဆုံးရှုံးရတာတွေအများကြီးနေပြီလို့ပြောလိုက်ပါတယ်။ဒါအပြင်ကိုင်တူကသူတိဆောက်ထားတာတွေကိုလည်းဆုံးရှုံးထားရသလိုပထမအဦးဆုံးသူ့အနေနဲ့ဂျက်ကိုဆုံးရှုံးခဲ့ရပါတယ်။ဘာလို့လဲဆိုတော့မိန့်နေကတိုက်ခိုက်ခဲ့လို့ပါ။ဒါအပြင်စံကြီးရဲ့ခြေကံဂျက်တွေအောက်မှာလည်း ဂိုင်ရိုတယောက်သူ့ရဲ့လက်အောက်ငယ်သားကွင်းကိုထပ်ပြီးဆုံးရှုံးရပြောင်းပါတယ်။ကွင်းကစံကြီးရဲ့ပြင်းထန်တဲ့ကံကြက်ကိုခန်းစားခဲ့ရပြီးသူကအောက်ကိုပြုတ်ကျသွားကဆက်သိမ်းသွားတာပါ။ဒါပြင်ကင်းကလည်းဇိုရိုနဲ့တိုက်ခိုက်နေပြီးနောက်ပိုင်းမှာဇိုရိုကြောင့်သူ့ရဲ့မျက်နှာဖုံးကကျွတ်သွားခဲ့ရပါတယ်။အဲဒီနောက်မှာသူလည်းပဲဇိုရိုရဲ့ဓာတ်ကြက်ကိုခန်းလိုက်ရပြီးကွင်းလိုပဲအောက်ကိုပြုတ်ကျကဆက်သိမ်းသွားပါတယ်။အဲဒီနောက်မှာတော့ဂိုင်ရိုကလူဖီကိုမင်းလဲငါလိုပဲဆုံးရှုံးရတာပဲလို့ပြောလိုက်တော့လူဖီကဂိုင်ရိုကိုသူကဆုံးရှုံးသွားလဲပြန်ယူလို့ရတယ်လို့ပြောလိုက်ပြီးဂိုင်ရိုကိုကြည့်နေခဲ့ပါတယ်။ ။ဒါကိုကြတော့ Kaido ကလူဖီကိုမင်းရဲ့လူတွေအခုပို့ပြီးဆုံရှုံရတော့မယ်လို့ပြောလိုက်ပြီးသူကလူဖီစီကနေပို့ယူမှလို့ပြောလိုက်တော့လူဖီကသူ့ကိုတိုက်ခိုက်လိုက်ပါတယ်။အဲ့နောက်မှာတော့လူဖီကနောက်ကိုပြန်ဆုတ်လာခဲ့ပြီးကိုင်တိုကိုဘလို့လဲလို့မေးလိုက်ချင်းသူကမိ गो တွေကြောင့်မှွန်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲတိုက်ရအောက်ကနေမိ गो တွေကတက်လာခဲ့ပါတယ်။ဒါကိုမြင်တော့ကိုင်တိုကလူဖီကိုရဲတိုက်ရဲ့ချမ်းမြင့်ကြီးကတိုက်တစ်ခုလုံးမှမီးလောင်နေခဲ့ပြီလို့ပြောလိုက်ပြီးလူဖီကိုမင်းရဲ့မဟာမိတ်တွေကလည်းအထဲမှာပိတ်မိနေမယ်လို့ဆိုတာပြောရတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ကိုင်တိုကလူဖီကိုပြေးပြီးတိုက်ခိုက်လိုက်ပါတယ်။ တန်နေမုံနဲ့အချက်ပေါင်းများစွာရိုက်ခံလိုက်ရလို့လူဖီရဲ့ခြေထောက်တွေကလည်းစူးပုံလုံးနေဖြစ်နေပါပြီ။အဲဒီနောက်မှာတော့လူဖီကမူလပုံစံကိုပြန်ပြောင်းလိုက်ပြီးဂိုက်ဒိုကိုအချက်ပေါင်းများစွာပြန်ထိုးခဲ့ပါရီ။ဒါကိုကြားတော့လူဖီကဂိုက်ဒိုကိုတိုက်ခိုက်ဖို့အတွက်အသိမြင်ထားလိုက်ပြီးသူတို့ကိုရှော့မတွက်နဲ့လို့ပြောလိုက်ပါရီ။လူဖီကအောက်ဖက်ကကိစ္စကိုနာမီတို့ကိုလွှဲထားလို့ရတယ်လို့ပြောလိုက်ပြီးသူတို့ရောက်မှာကမင်းရဲ့ဖင်ကြီးကိုဆုပ်ပြတ်သက်သွားအောင်ကံပြစ်ဖို့ပဲလို့ပြောလိုက်ပါရီ။ပြီးတော့လူဖီကဒေါင်းကြီးတစ်ခုလိုပြေးဝင်လာပါရီ။ ဒါကိုမြင်တော့ဂိုင်ဒိုကလည်းလူဖီကိုအသွားတစ်ခုနဲ့ပြစ်လိုက်တာကြောင့်လူဖီကသူ့ရဲ့ခြေထောက်ကိုကားပြလိုက်ပြီးဒါအသွားကလူဖီရဲ့ပေါင်ကြားတွေကနေထွက်သွားခဲ့ပါတယ်။ပြီးတော့သူကနောက်ကနေတောင်မိုးတစ်ခုကိုခုတ်ဖြတ်သွားပါတယ်။အဲဒီနောက်မှာတော့လူဖီကသူ့ရဲ့ခြေထောက်ပြတ်တော့မှာပဲလို့ပြောလိုက်ပြီးဂိုင်ဒိုကိုခုံကျော်လိုက်ကတစ်ဖက်ကိုဆင်းသွားခဲ့ပြီးပြီးတော့လူဖီကမြေကြီးရဲ့ကံအားကိုတုံးကအပေါ်ကိုတက်သွားကလီယက်စီရီကိုမြင်တော့အကြံတစ်ခုရပြီလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းအားလုံးကရေတိုက်ကိုမီးလောင်နေတာမဟုတ်ပဲမျောစင်းတွေကိုပါမီးလောင်နေတာလို့ပြောလိုက်ပြီးအဲဒီချိန်ချောပါကနာမီရိုကိုလိုက်ရှာနေပြီးတော့အားလုံးဘယ်ရောက်သွားပြီလဲလို့ပြောနေခဲ့ပါတယ်။ ချောပါရဲ့တန်ကိုကြတော့နာမီကလည်းထွက်လာပြီးချောပါကိုခေါ်လိုက်ပါတယ်ချောပါကတော့နာမီကိုမြင်တော့အရန်ကိုဝမ်းသာသွားခဲ့ပြီးဒဏ်ရာရရနေသေးလားလို့မိလိုက်ပါတယ်ဒါအပြင်ချောပါကအိုတမောကိုဆင်ပြေလာလို့မိလိုက်တော့အိုတမောကအားလုံးကကာဝယ်ပေးနေရကြောင်းဒဏ်ရာနေနေပဲရတယ်လို့ပြောလိုက်ပါတယ်အဲဒီအချိန်မှာချောပါကတော့နောက်မှခုပေးမယ်လို့ပြောလိုက်တယ်အဲ့တော့နာမီကဂျန်နေသူတွေရောလို့မိလိုက်တော့ချောပါက "तू မတီးဘူး"လို့ပြောလိုက်ပြီးမိဒီကငိမ့်လို့မရတော့ဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ချောပါက "तू ဘသူ့ကိုမှရှာမတွေ့တော့ဘူး"လို့ပြောနေခဲ့တာပါ။ ဒါကိုကြတော့နာမီကသူမတို့ကလည်းရှာဖို့အတွက်မဖြစ်နိုင်ဘူးလို့ပြောလိုက်ပြီးလက်ရှိသူမတို့နေတဲ့နေရာကလည်းမလုံခြုံဘူးလို့ပြောလိုက်ပါတယ်မီးမော်ကိုမစိမချင်းပြေးစရာမရှိဘူးလို့ပြောလိုက်တော့ချောပါကဇူးစ်ကိုမိုးရွာပြီးမီးတွေကိုငိမ့်လို့မရဘူးလို့ပြောလိုက်တော့ဇူးစ်ကသူမလုံနိုင်ဘူးလို့ပြောလိုက်ပါရီဘာလို့လဲဆိုတော့မီးတောက်တွေကရမ်းပြေးနေကြတာမို့လို့သူ့ကိုပါလောင်သွားစေနိုင်လို့ပါအဲဒီချိန်နာမီကတော့ဘာပဲဖြစ်ဖြစ်သူမတို့အနေနဲ့လက်မလျှော့သင့်ဘူးလို့ပြောလိုက်ပါရီဒါကိုအိုဒမာကလည်းလက်ခံလိုက်ပြီးသူမကလူဖီကိုအနိုင်ရဖို့ကမဝေးတော့ဘူးလို့ပြောလိုက်ပါရီ တဖက်မြေတိုက်ထဲမှာတော့ Brace Cola တို့ကမီးရီနဲ့ဝိုင်းခံနေရပြီးသူတို့ကမလွတ်နိုင်တော့ဘူးလို့အော်နေခဲ့ပါရီ။အဲဒီအချိန်ဘဲဘူကတော့ပူလုံးလို့ရှာထွက်နေခဲ့ပြီးခြားသူတွေကဘဲဘူကိုတည်ပြေးလာပြီးတော့တယောက်ကတော့ဘဲဘူကိုမင်းရန်လုံးရှုပ်တယ်လို့ပြောနေချိန်ဘဲဘူကတော့ပက်လက်လန်နေပြီးသူ့ရဲ့ကပတိန်ကိုကာကွယ်ပေးပါလို့ပြောနေခဲ့တာပါ။အဲဒီနောက်သူတို့ကပြေးနေရင်နဲ့မီးရီကအရှိကနေပိတ်နေတာကြောင့်တယောက်ကဒါကတကယ်ကိုဖြစ်နေတာပဲ။ငါတို့ဒီကနေထွက်သွားနိုင်မယ်မထင်ဘူးလို့ပြောလိုက်ပါရီ။အဲဒီအချိန်မြောက်ထပ်မှလည်းဘရစ်တို့ကပြေးပေါက်ပိတ်နေခဲ့ပါရီ။ ဘရုတ်ကသူ့ရဲ့ခန္ဓာကိုယ်ကပိုအေးလာတယ်လို့ပြောလိုက်တော့ Robin ကဘရုတ်ကိုငါကနင်းလို့အဆုံးမသက်ချင်ဘူးလို့ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဘရုတ်က Robin ရဲ့မဆာမနာပြောလိုက်တဲ့စကားကြောင့်ဆုံးအာနေပါတယ်။အဲဒီအချိန်တစ်ဖက်ကဆာမူရိုင်းတို့ကလည်းသူတို့စီကိုရောက်လာခဲ့ပြီးတော့ဘရုတ်ကိုမြင်တော့လန့်သွားပါတယ်။သူတို့ကဘရုတ်ကိုမီးလောင်မိတည်ခဲ့တဲ့လောင်းတစ်ခုလိုထင်ကစူတောင်းမှုတွေပြုလုပ်ပေးနေကြအောင်ဘရုတ်ကသူဟာမီးလောင်တည်ထားသူမဟုတ်ကြောင်းအသေးအံရှင်းပြနေရပါတယ်။ အဲဒီအချိန်မီရောက်ဒီကတော့နေရာအနှံ့ကိုတောက်လောင်နေပြီးဘရုတ်ကဒါကိုကြည့်ကသူတို့မှဒီအချိန်တွေကနေရုံထွက်နိုင်မှုအတွက်လိုအပ်ပြီလို့ပြောလိုက်တော့ရော်ဘင်ကနီးလမ်းမရှိတော့ဘူးလို့ပြောလိုက်ပါရီရေရာရဲ့စတောက်တာထက်မှာတော့ဂျင်မီကရိုင်ဇိုကိုခေါ်ထုတ်လာခဲ့ပါရီရိုင်ဇိုကတော့သူသိမလို့ဖြစ်သွားပြီလို့ပြောလိုက်ပြီးဂျင်မီမင်းကိုတွေ့ရတာအယံဝမ်းသာဖို့ကောင်းတယ်ကံကောင်းတယ်လို့ပြောနေခဲ့ပါရီဒါကိုကြတော့ဂျင်မီကတော့သူကဒီအစည်းအဝေးမှာပါဝင်ဖို့ဆုံးဖြတ်ထားပြီးသားလို့ပြောလိုက်တော့အဲဒီနောက်မှာတော့ရိုင်ဇိုကသူ့ရဲ့နင်ဂျူစုကိုတုံးပြီးဒီမုန်းစရာမီရောက်တွေအားလုံးကိုနှိမ့်သက်ပြစ်မယ်လို့ပြောလိုက်ပါရီ အဲဒီချိန်တစ်ဖက်မှာတော့စန်ကြီးကမတ်ချောတိုက်ကိုခေါ်ပြီးပြေးနေခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့လမ်းဆုံးကကြောက်ကြီးပဲရှိနေတာကြောင့်ဆက်သွားလို့မရပါဘူး။စန်ကြီးကတော့အခြေကကြောက်ကငရဲမိနဲ့ဖြစ်နေတာကြောင့်အကြံအိုက်နေချိန်ပြိုကျလာတဲ့မန်နေဂျာကနေပြီးတော့အိုဆိုမဲရဲ့အပေါ်ကိုကြလာတာကြောင့်စန်ကြီးကသူမကိုကယ်ပေးမှဖြစ်ပြီးစိတ်ဝင်ပူဖို့အတွက်ပြောတာ။သူကဘာဆက်လုပ်ရမလဲဆိုတာစဉ်းစားနေပါတယ်။အဲဒီချိန်မိတိုက်ခမ်းမှာတော့အာပူကအင်မီကိုနေရန်ကိုဖြိုချလိုက်ဖို့အတွက်ပြောပါတယ်။ဒါပေမဲ့ရန်ကိုပူနေတာကြောင့်အင်မီကလက်ကအပူလောင်သွားခဲ့ပါတယ်။ ်အာဘူကတော့ဒါကူယူမဆိုင်ဖဲသူကထွက်ပေါက်ရဖို့ကဒါအင်မီကိုခိုင်းနေတာကြောင့်အင်မီကသူ့ကိုပြန်ပြောနေပါတယ်ဒါကြောင့်မလို့အာဘူကဒေါသထွက်သွားပြီးတော့အင်မီကိုဗာလေမင်းကငါနဲ့တိုက်ခိုက်ချင်တာလားလို့မိလိုက်ပါတယ်အဲ့ဒီချိန်တခြားတစ်ဖက်မှာလည်းဥဆုပ်တို့ကပြေးနေကြတာပါဟမ်မလာကတော့ဒီလောက်တောက်လောင်နေတာကိုသူတို့အနေနဲ့လွတ်နိုင်မှာမလားလို့မိလိုက်တော့ဥဆုပ်ကသူသိရင်ပြောတာကြားပြီးပို့လို့ပြောလိုက်ပြီးအခုဆက်ပြေးနေလို့ပြောလိုက်ပါတယ်ဒါပေမဲ့ခဏကြာမှတော့သူရဲ့ရှေ့ကိုမိဒီကပိတ်သွားတာကြောင့်ဥဆုပ်တို့ကလန်သွားခဲ့ပါတယ် ဒါကြောင့်ဥဆုပ်ကဒီမီးတွေကိုသူငိမ့်ပြစ်မယ်လို့ပြောလိုက်ပြီးသူ့ရဲ့အိတ်ထဲကနေဘန်းဝင်တစ်ခုကိုထောက်ယူကာ ပြစ်လိုက်ပါရီအဲဒီနောက်ဘန်းကနေရေတွေထွက်လာတော့ဟမ်မလက်ကအံ့ဩစွာကြည့်နေခဲ့ပါရီခဏကြာမှပဲအဲဒီဘန်းကမီးလောင်သွားပါရီဒါကိုမြင်တော့ဥဆုပ်ကလန့်သွားပြီးသူလဲသူ့ကိုသူကဲခြင်းနဲ့ဂင်းရမွန်တို့ကိုလည်းကဲခြင်းနဲ့လို့ပြောလိုက်ပြီးလန့်ပြီးတော့စီးရင်ထဲမှာလဲသူ့ကိုလဲဟမ်မလက်ကိုထဲထွက်ပေးဖို့အတွက်ပြောလိုက်ပါရီဥဆုပ်ကတော့ဗဇက်ပိတ်ထားလို့ပြောလိုက်ပြီးဟမ်မလက်ကိုသူကအေဇိုကိုဂရီပေးထားတယ်လို့ပြောလိုက်ပြီးတော့ငါမင်းတို့ကိုကဲမရမယ်လို့ပြောကအော်ဟစ်နေတာပါ တဖက်မှာလည်း Frankie ကဇရိုကိုထမ်းပြနေပြီး Gift Tari ကနောက်ကနေလိုက်လာနေခဲ့ပါတယ်။သူတို့ကိုလည်းစောင်းမှုအတွက်အော်ပြောနေပါတယ်။အဲဒီနောက်မှာတော့ Frankie ကဇရိုတရားအသက်အနည်းရရှိနေပြီးတော့ပြောလိုက်ပြီးထမ်းပြနေတာပါ။တယောက်ကတော့အဲ့ဒီမတိုင်ခင်သူတို့အားလုံးအမြန်ဆုံးချောပါစီကိုခေါ်သွားရမယ်လို့ပြောနေပါတယ်။ပြီးတော့သူတို့က Frankie ကိုကယ်ပေးဖို့အတွက်ပြောလိုက်တာကြောင့် Frankie ကတိတ်တိတ်နေဖို့အတွက်ပြောပြီးမဟုတ်ရင်မီးရှို့ပြစ်မယ်လို့ပြောလိုက်ပါတယ်။တဖက်မှာလည်း Main နေကမီးထဲမှာပိမိနေခဲ့ကြပါတယ်။သူတို့ကတနေရာမှာမီးတွေနဲ့လို့ပြောလိုက်ပြီးတိုက်ပွဲကဒီလိုဖြစ်လာမယ်လို့မသိခဲ့ဘူးလို့ပြောလိုက်ပါတယ်။ ဒါပေမဲ့သူတို့ကအသက်ရှင်အောင်ကြိုးစားနေမယ်လို့ပြောလိုက်ပါရီတဖက်မှာလေ Ryzo က "तू ကအသိမဲ့"လို့ပြောလိုက်ပြီးတော့အဲ့ဒီနေ့ကလေးကပဲလို့ပြောလိုက်ပါရီပြီးတော့ Ryzo ကသူ့အနေနဲ့ Orano ကိုမကယ်နိုင်ဘူးလို့ပြောလိုက်ပြီးအခုချိန်မှာအဲ့ဒီလိုထပ်မဖြစ်ချင်ဘူးလို့ပြောက Ryzo ကသူ့ဇူးကိုရောက်တုန်းကဇူးစီကနေရေဒီကိုယူခဲ့တယ်လို့ပြောလိုက်ပြီးသူ့ရဲ့ဂျူးစုကိုတုံးကရေဒီကိုထုတ်ပြခဲ့ပါရီဒါကိုချင်းမီကဆွဲယူလိုက်ပြီးနေရာအနှံ့ကိုရေဒီစီးသွားစေခဲ့ကအဲ့ဒီချိန်လော်ရဲလူတွေကကီလာကိုတဲပြေးနေပြီးသူတို့ကရှေ့ကဆက်သွားဖို့အတွက်ဆက်မပြေဖြစ်နေချိန် ်ရေဒီကသူတို့စီကိုရောက်လာခဲ့ပါတယ်ဒါကြောင့်မလို့သူတို့ကဝမ်းသာနေခဲ့ပြီးတော့သူတို့အားလုံးအဆင်ပြေသွားပြီလို့ပြောလိုက်ပါတယ်တဖက်မှာလည်းရာမာတူကမိုမိုကိုကျွန်းကြီးကိုဆက်ထိန်ထားဖို့အတွက်မိတော့တွေကိုလိုရဲလို့ပြောလိုက်တော့မိုမိုကဒါကမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ်ဒါကိုကြတော့ရာမာတူကမိုမိုကိုအဲ့လိုမှမဟုတ်လို့ရှိရင်ကျွန်းကမျိုးတော်စီကိုကြာသွားလိမ့်မယ်လို့ပြောလိုက်ပြီးဂိုက်တူကရန်ကိုအားနေနေပြီလို့ပြောလိုက်ပါတယ်အဲ့ချိန်လူဖီကတော့ဂိုက်တူကိုလျှက်စီးချောင်းနဲ့တိုက်ခိုက်ဖို့လုပ်နေခဲ့ပြီးဇာလန်လေးကလည်းဒီမာရီမဲတခန်းရက်လို့သွားခဲ့ပြန်ပါတယ် အပိုင်း2024ရဲ့အဆောက်မှာတော့ယာမာဒူကမိုမိုကိုအိုနီဂါရှိမာကိုပြန်ဆွဲဖို့အတွက်ခိုင်းခဲ့ပါရီယာမာဒူကမိုမိုကြိုးစားထားလို့ပြောလိုက်ပြီးမီတော့တိန်တွေကိုဖန်တီးဖို့အတွက်ပြောလိုက်ပါရီဒါကိုကြားတော့မိုမိုကလည်းမီတော့တိန်တွေကိုကြိုးစားပြီးဖန်တီးခဲ့ပါရီဒါပေမဲ့မီတော့တိန်တွေကထွက်မလာခဲ့ပါဘူးဒါကမိုမိုကိုစိတ်ပြတ်သွားစေခဲ့ပြီးမလုပ်နိုင်ဘူးလို့ပြောနေပါရီလွန်ခဲ့တဲ့20ရက်ကမိုမိုကသူ့ရဲ့အမေနဲ့အတူမီလောက်နေတဲ့ရဲတိုက်ထဲမှာပြိမိနေခဲ့ပူပါရီအဲဒီတော့ကတိုကီကမိုမိုကိုကင်းရမွန်နဲ့အတူအနာဂတ်ကိုသွားဖို့အတွက်ပြောလိုက်ပေမဲ့မိုမိုကတော့မလုပ်နိုင်ဘူးလို့ပြောနေခဲ့ကောင်းငုံနေခဲ့တာပါ ပြီးတော့မိုမိုကတိုကီကိုအမေနဲ့ဟီယိုရီရောမလိုက်ဖူးလာလို့မိလိုက်တော့တိုကီရဲ့မျက်နှာကသမီးဖြစ်သူကိုပွေထားပြီးတည်ငြိမ်နေခဲ့ပါတယ်။ဒါကိုမြင်တော့မိုမိုကမိခင်ဖြစ်သူဆုံးဖြတ်ချက်ကိုသဘောပေါက်သွားပြီးသူကဝမ်းနည်းသွားပါတယ်။အဲဒီအချိန်ကီယန်မုံကမိုမိုကိုအခုချိန်မှာပိုပြီးခန်းစားနေရတာကမိုမိုရဲ့မိပဲလို့ပြောလိုက်ပြီးဒါကဆာမူရိုင်းတိုင်းမိလို့ပြောလိုက်ပါတယ်။ဒါပြင်ဒီတိုင်းမိမှာအဆက်ကိုအတန်းနဲ့လဲရမှာဖြစ်ပြီးအမျိုးသမီးတယောက်ကဆုံးဖြတ်ပြီးတာကိုအမျိုးသားကဝင်တားရဲဆိုတာကရှက်စရာပဲလို့ပြောလိုက်ပါတယ်။ ဒါပြင်ကင်းရမုံကမုံမိုးကို20သာဝါနူတိုင်းပြည်ရဲ့တာဝန်ကိုပခုံးမှထမ်းထားပြီးတော့အနာဂတ်ကိုသွားကြရအောင်လို့ပြောလိုက်ပါရီဒါပေမဲ့မုံမိုးကတော့သူ့အနေနဲ့အခုလိုမလုံနိုင်ဘူးလို့ပြန်ပြောလိုက်ပါရီဒါပြင်မုံမိုးကသူဟာကလေးတယောက်ပဲရှိသေးတာကြောင့်အရာအလုံးကိုလုံနိုင်မှုဆိုတာမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါရီဒါကိုကြတော့ကင်းရမုံကမုံမိုးကိုအခုဆိုရင်အိုရန်ကမရှိတော့တာကြောင့်မုံမိုးကတာမန်ကလေးတယောက်မဟုတ်တော့ဘူးလို့ပြောလိုက်ပြီးမုံမိုးကကြီးမြတ်တဲ့ဆာမူရိုင်းတယောက်ရဲ့သားပဲလို့ပြောလိုက်ပါရီဒါပြင်မုံမိုးတို့စုကဲကတနေ့ကြလို့ရှိရင်ဝါနိုတိုင်းပြည်ကိုအုပ်ချုပ်ရမှာလို့ပြောလိုက်ပါရီ ဒါကိုကြတော့မိုမိုကဝန်းနေစွာနေငုံနေခဲ့ပါလေ။အဲဒီနောက်မှာတော့ကင်းရမောင်ကဒိုဂီကိုတခင်ပြည့်သူကိုပေးဆက်ခဲ့ပြီးရပ်ပေါင်းများစွာရှင်သန်နေတဲ့သူတို့အတွက်အခွင့်အရေးထပ်ပြီးသားပေးမယ်ဆိုလို့ရှိရင်ပြန်ပြီးတိုက်ခိုက်ချင်ပါတယ်လို့ပြောလိုက်ပါလေ။ကင်းရမောင်ကသူတို့အနေနဲ့မိလောက်မိသေးရမယ့်အစားတခင်အတွက်တိုက်ပွဲဝင်ရင်သိဆုံးကျင်တယ်လို့တောင်းဆိုလိုက်ပါလေ။ဒါကိုကြလိုက်ရတော့မိုမိုကသူ့ရဲ့စိတ်ကိုပြင်ဆင်ခဲ့ပြီးကင်းရမောင်တို့ကိုရှေ့ကိုလျှောက်သွားခဲ့ပါလေ။ပြီးတော့သူ့အမေဖြစ်သူကိုမျက်ရည်ပြည့်နေကြည့်ပြီးအန်ချိတ်လိုက်ကသူကအနာဂတ်ကိုသွားမယ်လို့ပြောလိုက်ပါလေ။အဲဒီခါမှာဒိုဂီကလည်းလက်ခံခဲ့ပါလေ။ ဒါကိုသတိရနေတဲ့မိုမိုကတော့သူ့ရဲ့ခေါင်းကိုခါရရင်မလုံနိုင်ဘူးလို့ပြောနေတာကိုရက်လိုက်ပြီးသူ့ကိုသူငါကတာမန်ကလေးတယောက်မဟုတ်ဘူးလို့ပြောလိုက်ပါတယ်ပြီးတော့မိုမိုကဒီနေ့မှသူဟာရှိုးကန်းဖြစ်လာမဲ့သူပဲလို့ပြောလိုက်ကဝါနိုတိုင်းမီကိုကဲတင်မဲ့လို့လည်းပြောလိုက်တော့ရာမာတူကလည်းအားရပါရထောက်ခံလိုက်ပါတယ်အဲဒီအချိန်ကျွန်းကယုတ်ရက်တုံးလို့သွားပြီးမြို့တော်စီကိုဦးတည်ပြန်ခဲ့ပါတယ်ဒါကိုမြင်တော့မိုမိုကလည်းလန့်သွားပြီးတော့ကျွန်းကပြန်သွားပြီလို့ဆိုတာနောက်ကနေအသေးတန်လိုက်ကြည့်ပါတယ်တစ်ဖက်မှာလည်းလူပီကကိုင်တူကိုတိုက်ခိုက်ဖို့အတွက်လျှက်စီးချောင်းကိုကိုင်ကပြန်ဆင်းလာပါတယ် ဒါကိုမြင်တော့ကိုင်ရိုကလူဖီကိုမင်းကလျှက်စီးချောင်းတွေကိုကိုင်နိုင်တယ်လို့ပြောချင်တာမလားဒါကဘလို့တော့မှရည်ချင်းစရာကောင်းနေတာလေလို့ပြောကလူဖီကိုတိုက်ခိုက်လိုက်ပါရီဒါပေမဲ့ကိုင်ရိုကိုလူဖီကလျှက်စီးချောင်းတွေနဲ့ပိတ်ထားလိုက်ပြီးရှက်သမားနေပါရီလူဖီရဲ့ပြောင်းဆက်ဆက်မှုရာနဲ့ဦးချောင်းချောင်းတိုက်ခိုက်မှုတွေကြောင့်မတော့ကိုင်ရိုတယောက်လက်ညောင်ခံစားနေခဲ့ရပါရီနောက်တစ်ချိန်မှာတော့ကိုင်ရိုကသူ့စီပြေးဝင်လာတဲ့လူဖီကိုရိုက်ထုတ်လိုက်တာကြောင့်လူဖီတယောက်လွင့်ထွက်သွားပြီးလျှက်စီးတစ်ခုကိုကိုင်ကအဝေးရနေပြီးတော့ပြန်ဝင်လာကကိုင်ရိုကိုတိုက်ခိုက်ခဲ့ပါရီလူဗီကတော့ဂိုက်ဒိုကိုသူ့ရဲ့ကစားစရာရောတစ်ခုလိုမျိုးကစားနေခဲ့တာပါ ခနာကြောင်မှာတော့လူဗီကထပ်ပြီးလွင့်ထွက်သွားခဲ့ပြီးတူရလျက်စီးကြောင်းတွေပေါ်ကိုရောက်သွားပါတယ်။ဒါကြောင့်လူဗီကလျက်စီးကြောင်းတွေကိုအားရပါရဆွဲလိုက်ကဂိုက်တူကိုပြစ်ချလိုက်ပါတယ်။ပြီးတော့လူဗီကပြောနေခဲ့တာပါ။အဲဒီချိန်ဂိုက်တူကလူဗီကိုမင်းကကြိုက်တယ်လို့လုံးလို့ရနေရပါလို့ပြောလိုက်ပြီးလူဗီကတော့ကြောင်သွားကဂိုက်တူကိုလိုက်ရှာနေပါတယ်။ခနာကြောင်တော့ဂိုက်တူကလူဗီရဲ့ပေါ်ဘက်ကနေပေါ်လာခဲ့ပြီးလူဗီကိုတင်းမုန်နဲ့ရိုက်ပစ်လိုက်ပါတယ်။ပြီးတော့ဂိုက်တူကလူဗီကိုတဘဲဖရုအစွန်ကကဘာကြီးကိုအုပ်ချုပ်နိုင်မှာမဟုတ်ဘူးလို့ပြောရင်းစက်တိုက်ရိုက်နေခဲ့ပါတယ်။ဒါအပြင်လူဗီကတော့ဂိုက်တူကိုဘာမှတော့ပြန်မလုပ်နိုင်ခဲ့ပါဘူး။ ဒါပြင်ကိုင်တူကရိုဂျာကဘယ်နဲ့ဆိုးသစ်သည်ရဲ့စွမ်းကုန်မှမတုံးခဲ့ဘူးလို့ပြောလိုက်ပါတယ်။ရိုဂျာဟာဟာဂီတမျိုးရင်းနဲ့ပဲအရာအလုံးကိုအနိုင်ယူခဲ့တယ်လို့ပြောလိုက်ပြီးလူဖီကိုမိုးကြိုးတွေနဲ့တိုက်ခိုက်ပစ်လိုက်ပါတယ်။ဒါကြောင့်မဲဂျေလောင်နဲ့ပေါက်ကွဲသံကြီးကထွက်ပေါ်လာပြီးခနာအကြောင်မှာတော့အရာအလုံးကငြိမ်သက်သွားပါတယ်။အဲဒီနောက်မှာတော့ဂျွန်းကလည်းတဖြည်းဖြည်းနဲ့မျိုးတော်စီကိုဦးတည်သွားလိုက်ပါတယ်။အဲ့ဒီချိန်မျိုးတော်ကားသူတွေကတော့သူတို့ရဲ့မိဘုံတွေမှာစာရီရေးပြီးကွဲလွန်သူတွေစီကိုပေးဖို့အတွက်လုပ်နေကြတာပါ။အားလုံးကသူတို့ရဲ့မိဘုံတွေကိုလွတ်လိုက်ပြီးမြင့်နိုင်သမျှမြင့်မြင့်ကိုသွားဖို့အတွက်ပြောလိုက်ပါရီ တို့ကပွဲတော်ရက်ပြီးသွားပြီဖြစ်လို့မနေ့ပြန်ကြရင်တို့အားလုံးကြုံမြန်ဖြစ်ရမှာကိုတွေးနေပါရီဒါပြင်အားလုံးကနောက်ထပ်တနေ့ဆက်ပြီးပိုရှင်တန်နိုင်မှုကိုလည်းဆူတောင်းနေကြကြတာပါတူကိုကတော့သူမရဲ့မိဘုံလေးကိုသူမရဲ့ဖေးစီကိုရအောင်သွားဖို့အတွက်ပြောနေပါရီအဲ့ဒီအချိန်ဂိုင်ရူကတော့လူဖီကိုတဘဲဖရူနဲ့ကဘာကြီးကိုမအုပ်ချုပ်နိုင်ဘူးလို့ပြောလိုက်ပြီးအိုရန်တော်မှာပဲလို့ပြောလိုက်ပါရီအဲ့ဒီအချိန်လူဖီကအပေါ်ကနေသူ့ရဲ့လက်ကိုဆက်တန်းထားလိုက်ပြီးဂိုင်ရူရဲ့ယင်ဘက်ကိုဆုပ်ကင်ထားပါရီဒါကိုမြင်တော့ဂိုင်ရူကလူဖီကိုဒါကဘာလုပ်တာလဲလို့မေးလိုက်ပြီးသူကလူဖီကိုတိုက်ခိုက်လိုက်ပါရီ ဂိုင်ရိုကလူဖီကိုသူ့ကိုလွတ်ပေးဖို့အတွက်ပြောကရင်မက်ကိုဆုပ်ကင်ထားတဲ့လူဖီရဲ့လက်ကိုတင်းမုံနဲ့ရက်လိုက်ပါရီဂိုင်ရိုကလူဖီကိုသူ့ရဲ့အစိမ်းအောင်ဓာတ်သွားတွေနဲ့လည်းတိုက်ခိုက်နေပြီးနောက်ဆုံးမီးတောက်တွေနဲ့ပါပစ်လိုက်ပါရီလူဖီကတော့တစ်ခုလုံးမေးသွားခဲ့ပေမဲ့သူကဂိုင်ရိုကိုကင်ကလွတ်မပစ်ခဲ့ပါဘူးအပေါ်ဘက်မှာတော့အိုရီယန်ကမီးတောက်လောင်နေတဲ့အိုရိုချီကိုကြည့်နေခဲ့ပါရီအဲ့ဒီအချိန်တုံခေါမှုတစ်ခုကဖြစ်ပေါ်လာပြီးအိုရိုချီစိုက်ထားတဲ့တန်ချောင်းတွေကကျွတ်သွားပါရီအဲ့ဒီနောက်မှာတော့အိုရိုချီကပြိုသွားခဲ့ပြီးတော့တန်ချောင်းတွေကကျွတ်ထွက်သွားပြီလို့ပြောလိုက်တယ် ပြီးတော့သူကထားလာပြီး Orion ကိုအနည်းဆုံးတော့မင်းကိုငါနဲ့အတူခေါ်သွားမယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ Orion ကလန့်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ Orochi က Orion ကိုမင်းမြင်လားမင်းရဲ့သမီးကိုငါနဲ့အတူခေါ်သွားရမယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်း Yugoro ကဂျွန်းရဲ့ခါရမ်းနေမှုကြောင့်ပြစ်လဲသွားပါတယ်။ဒါကိုမြင်တော့ဒေတာကောင်းဆောင်က Yugoro ကိုအစင်ပြေလာလို့မိလိုက်ပါတယ်။ပြီးတော့သူက Yugoro ကိုဂျွန်းကပြက်စီတော့မယ်ဆိုတဲ့အကြောင်းကိုလည်းပြောလိုက်ပါတယ်။ဒါကိုကြတော့ Yugoro ကခြေနဲ့နေပြီးဒါကလူဖီကဂိုက်ဒိုကိုနိုင်နေပြီဆိုတဲ့သဘောပဲလို့ပြောလိုက်ပါတယ်။ ပြီးတော့ Hyogoro ကအားလုံးကိုတကယ်လို့သာ Luffy နိုင်ခဲ့လို့ရှိရင်ငါတို့အားလုံးပြုတ်ကျပြီးသိမယ်လို့ပြောလိုက်ပြီးတကယ်လို့သူတို့သာမသိသေးဘူးဆိုရင်တော့ Luffy ကရှုံးသွားမှာပဲလို့ပြောလိုက်က Hyogoro ကအားလုံးကိုမင်းတို့ဘယ်ဟာကိုကြိုက်လဲလို့မေးပါရီဒါကိုကြတော့အားလုံးကအားရပါရရီမောလိုက်ပြီးဒါကအရန်ကိုလွယ်ကူတဲ့မိကုန်းမဲလို့ပြောလိုက်ပါရီအားလုံးကတော့သူတို့မှာသားသမီးတွေဇနီးတွေကမြို့တော်မှာကြံနေခဲ့တယ်လို့ပြောလိုက်ပြီးတကယ်လို့ဂိုင်ရိုသာမရှိတော့ရင်တော့သူတို့ကအဆင်ပြေပြေဖြတ်တန်းနိုင်မှာပါလို့ပြောလိုက်ပါရီတယောက်ကလည်းဂိုင်ရိုသာမရှိတော့ဘူးဆိုရင်ပို့ပြီးပြောစရာကောင်းမှာပဲလို့ပြောလိုက်တယ် ခေါင်းဆောင်တယောက်ကတော့ဒါဟာလူဖီကိုဂိုင်ဒိုကိုအမောက်သိပ်ပြဖို့အတွက်ပြောလိုက်ပြီးအားလုံးကကြွေးကြော်နေပါရီ။ကင်းနဲ့လော်ရူကတော့ဒါကိုကြည့်ကမှင်တတ်နေပါရီ။တဖက်မှာတော့ဦးဆုပ်တို့ကမီးလောင်နေတဲ့နေရာကိုဖျက်ပြေးလာပါရီ။ဦးဆုပ်ကဘာပဲဖြစ်ဖြစ်သူအသက်ရှင်ရမယ်လို့အော်ကပြေးနေခဲ့တာပါ။ဟမ်မလတ်ကဒါကိုမြင်တော့ဦးဆုပ်ကိုမီရီကလို့ပြောလိုက်ပေမဲ့ဦးဆုပ်ကတော့ပိတ်ထားယူကောင်လို့ပြောလိုက်ပြီးအရှော်မပေးဖို့အတွက်ပြောတာအသေးချာပေါ့အသက်ရှင်ရမယ်လို့ပြောပြီးမီးရီကနေဖျက်ပြေးလိုက်ပါရီ။ဒါကိုမြင်တော့ဟမ်မလတ်ကလည်းဦးစုပ်ကိုအားပေးနေပါတယ်။အဲဒီချိန်ရေတွေကသူတို့စီကိုရောက်လာခဲ့ပြီးသူတို့ကရေနဲ့အတူမျောပါသွားပါတယ်။ တဖက်မှာလေဟမ်လက်ကရေပေါ်ကိုပြန်ပေါ်လာပြီးကီကူနဲ့ကင်းရမွန်တို့ကတော့လွင်ထွက်နေတာကြောင့်ဥဆုပ်ကလက်မလျှော့ဖို့အတွက်ပြောလိုက်ပါရီအဲဒီအချိန်မျိုးတော်မှာလေအားလုံးကသူတို့ရဲ့မိဘုံကိုကြည့်နေပါရီတူကူကလည်းနှာခေါင်းရှည်ဖို့နဲ့အတူဒါကိုကြည့်နေပြီးအရန်ကိုပြောနေခဲ့တာပါအဲဒီနောက်အားလုံးကရေတောက်ခွင့်ရဖို့နေကောင်းချမဖို့အစားရှိတဲ့ဆူတောင်းတွေကိုတောင်းနေခဲ့ပါရီအပေါ်ဘက်မှာတော့လူဖီရဲ့ခန္ဓာကိုယ်ကမဲတူးနေရာကနေငိုပုံစံကိုပြန်ပြောင်းလာပြီးအဲဒီအချိန်အောက်ဖက်မှာလေအားလုံးကလူဖီကိုအဟိအားပေးနေခဲ့ကြပါရီ ယူဂရိုကတော့လူဖီကိုမင်းကရန်ကုန်အန်ဟောဆရာကောင်းနေကောင်းလေးပဲလို့ပြောလိုက်တယ်။ဘာလို့လဲဆိုတော့လူဖီကသူ့ကိုအရင်ကပြောခဲ့ပူတာရှိလို့ပါ။အဲ့တော့ကတော့လူဖီကသူ့အနေနဲ့ဒီနိုင်ငံကိုဘိုက်ပြအောင်စားလို့ရတဲ့နိုင်ငံအဖြစ်ပြောင်းလဲပေးမယ်လို့ပြောလိုက်ပြီးလူငယ်တဲ့နှစ်20ကလေးကဂိုက်ဒူကိုလည်းသူနဲ့အတူဖြုတ်ချလို့ရတယ်လို့ပြောလိုက်ပါရီ။ယူဂရိုကတော့သူတို့ကဂိုက်ဒူကိုဖြုတ်ချချင်တာထက်အရင်ကရှိခဲ့တဲ့သူတို့နိုင်ငံကိုပြန်ရချင်နေခဲ့တာလို့ပြောလိုက်ပါရီ။ဒါအပြင်ဒီနိုင်ငံကပြည်သူတွေရဲ့ပြုံးနဲ့လွတ်လပ်မှုတွေကိုပြန်လိုချင်နေခဲ့တာပါ။ အဲဒီနောက်ယိုဂရုကဝါနူတိုင်းမြေအာယုံကတော့တေချာပေါက်ကိုရောက်လာလိမ့်မယ်လို့ပြောလိုက်ပြီးလူဖီကိုမင်းလုံးနိုင်မယ်ဆိုတော့ငါသိတယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူကလူဖီရဲ့အတန်ကိုကြားနေရတယ်လို့ဆိုလိုက်ပါတယ်တဖက်မှာလည်းကိုင်ရူကလူဖီကိုဘာလို့စင်မလာသေးတာလဲလို့တွေးနေချိန်သူကတိတ်နေချာရီကနေကြီးမားတဲ့အရာတစ်ခုကိုတွေးခဲ့ပါတယ်အဲဒီနောက်လူဖီကမိုမိုကိုအော်ခေါ်လိုက်ပြီးတော့ဒါကိုပြောင်းလုပ်လို့လို့ပြောလိုက်ပါတယ်အိုနီဂါရှီမာကြီးကသူ့လမ်းကနေရှုပ်နေတဲ့ဖဲလဲရအောင်လို့ပြောလိုက်ပါတယ် ဒါကိုကြတော့မိုမိုကလည်းသွားပြီးတော့ယာမာတူကတော့ကိုင်ရိုစီကိုရွေထားတဲ့လူဖီရဲ့လက်သေးကြီးကိုကြည့်ပြီးသူကမိုက်လိုက်တာလို့ပြောလိုက်ကဒါကကျုံးတစ်ခုလုံးကိုတော့ဖျက်ဆီးပစ်နိုင်တယ်လို့ပြောလိုက်ပါရီဒါပေမဲ့မိုမိုကတော့သူအသေးမဖြစ်သေးဘူးလို့ပြောနေတာကြောင့်လူဖီကမိုမိုကိုငါမင်းကိုယုံတယ်လို့ပြောလိုက်ပြီးသူ့ရဲ့တိုက်ခိုက်မှုကိုစတင်လိုက်ကဇာလန်နီကလည်းတခမ်းရက်သွားခဲ့ပါရီ